င်ကြတဲ့ပရိသတ်တရားအလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမယ့်စီဇန်ကတော့မင်းသမားရဲ့ weekly sport စီဇန်ပဲဖြစ်ပါတယ်ဒီစီဇန်မှာတပတ်အတွင်းအာကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ကြရအောင်ပါရှင်စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းအန်ဂျယ်မာရီယာဗီလာကိုစီးပွားရေးချစားမှုမွေကြေးလိမ်လည်မှုတွေနဲ့ထောင်ဒဏ်15နှစ်ခွဲချမှတ်ပေးဖို့စပိန်အစိုးရရှိနေရုံကမတ်လ29ရက်ကြာတာပတင်းနေ့မှာတောင်းဆိုခဲ့ပါတယ် ယူရို၄.၅သန်းကျော်ဒေါ်လာ၄.၈၄သန်းနဲ့အဖွဲချုပ်ကိုလိမ့်လည်ခဲ့တယ်လို့၂၀၀၉ကနေ၂၀၁၈အတွင်းဗီလာလက်အောက်မှာစီစဉ်ပေးခဲ့တဲ့စာချုပ်တွေကဆိုပါတယ်။စပိန်ဘောလုံးဖွဲချုပ်ဥက္ကဋ္ဌဟောင်းအန်ဂျယ်မာရီယာဗီလာကိုစီးပွားရေးချစားမှုငွေကြေးလိမ့်လည်မှုတို့နဲ့ထောင်ဒဏ်၅နှစ်ခွဲချမှတ်ပေးဖို့စပိန်အစိုးရရှေ့နေုံကမတ်လ၂၈ရက်ကြာသပတေးနေ့မှာတောင်းဆိုခဲ့ပါတယ်။ ယူရို၄.၅တန်းကျော်ဒေါ်လာ၄.၈၄တန်းနဲ့အဖွဲ့ချုပ်ကိုလိမ်လည်ခဲ့တယ်လို့၂၀၀၇ကနေ၂၀၁၇အတွင်းဗီလာလောက်အောင်မှစီစဉ်ပေးခဲ့တဲ့စာချုပ်တွေကဆိုပါတယ်။ဒီမှုမှာဗီလာရဲ့တားဖြစ်သူဂေါ်ကာနဲ့စပိန်ဘောလုံးအဖွဲ့ချုပ် RFEF ဒုတိယဥက္ကဋ္ဌဟောင်းဟွမ်ပါဒရွန်အပါ၈ဦးကိုလည်းတရားစွဲခဲ့ပြီးသူတို့ကို ထောင်ဒဏ်9နှစ်ချမှတ်ဖို့တောင်းဆိုထားပါတယ်။ ဖီလာဟာအဖွဲ့ချုပ်ကို29နှစ်ကြာဦးဆောင်ပြီးတဲ့နောက် source လို့လူသိများလာတဲ့အမှုမှာပါဝင်ပတ်သက်တယ်လို့ဆွဆွဲခံရပြီး2019မှာဥက္ကဋ္ဌရာထူးကနေဆိုင်ငံ့ခံခဲ့ရပါတယ်။ AFP ကကြီးရှုခွင့်ရခဲ့တဲ့ကြာသပတေးနေ့တရားစွဲဆိုချက်ထဲမှာဖီလာကိုငွေကြီးလိမ်လည်မှုစီးပွားရေးချစားမှုရန်ပုံငွေအလွဲသုံးစားလုပ်မှုနဲ့စာရွက်စာတမ်းအတုပြုလုပ်မှုတွေနဲ့ဆွဆွဲထားပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဟာစပိန်လက်ရွေးစင်အသင်းကိုခြေစမ်းပွဲတွေစီစဉ်ပေးတာအဲ့ဒီပွဲတွေနဲ့ဆက်ဆက်တဲ့စာချုပ်တွေချုပ်ပေးတာနဲ့မိမိကိုယ်တိုင်နဲ့တားဖြစ်သူကိုပါအကျိုးအမြတ်ရရှိစေခဲ့တယ်လို့ယူဆထားပါတယ်ဝေကြီးအမျက်ဆုံးရရှိစေဖို့စပိန်အသင်းအတွက်ပြိုင်ဘက်အသင်းတချို့ကိုဖီလာရွေးချယ်ခဲ့တာက2008နဲ့2012ဥရောပချန်ပီယံရှစ်2010 FIFA ကမ္ဘာဖလားတို့မှာရရှိခဲ့တဲ့အောင်မြင်မှုတွေကြောင့် လရွေးစင်အသင်းရဲ့ဂုံတိတ်ခါနဲ့တံပိုးမြင့်လာခြင်းနဲ့တိုက်ဆိုင်နေတယ်လို့အစိုးရရှိနေတွေကဆိုပါတယ်။ဗီလာနဲ့တားဖြစ်သူတို့အကျိုးမြတ်ရရှိစေဖို့စီစဉ်ခဲ့တယ်လို့တန်ရရှိတဲ့ပွဲစဉ်တွေမှာတောင်ကိုရီးယား၊ချီလီ၊ဗင်နီဇွဲလာ၊ပီရူးနဲ့ကိုလံဘီယာတို့နဲ့ခြေစမ်းပွဲတွေဖြစ်ပါတယ်။ဗီလာနေရာကိုတော့လူးဝစ်ရူဘီယာလက်စ်ကဆက်ခံခဲ့ပါတယ်။ ူဘီယာလက်စာ2023မှာအမျိုးသမီးကမ္ဘာဖလားကျယ်ပွင့်ဂျန်နီဟာမိုဆိုကိုအတင်းနှမ်းရှုပ်ခဲ့ပြီးတဲ့နောက်အဆက်ရပွဲရာတွေနဲ့ယာတုကနှုတ်ထွက်ခဲ့ပါတယ်။ပီဒရိုရိုချာကခဏလွှဲပြောင်းရယူခဲ့ပေမဲ့တာဝန်နေထက်ကြော်လွန်လှုပ်ဆောင်ခဲ့လို့ရက်ဆိုင်ခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Ravel Luzan ကို2024ဒီဇင်ဘာမှာ RFEF ဥက္ကဋ္ဌအဖြစ်ရွေးကောက်ခဲ့ပါတယ် Chelsea အမျိုးသမီးအသင်းဟာပထမအကြော့2ဂိုးပြတ်အရှုံးကနေပြန်လာပြီးတော့ Manchester City ကို3ဂိုးဂိုးမရှိနဲ့အနိုင်ယူကာလက်ရှိ Champion Barcelona နဲ့ Champions League Semi Final မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ကြာတာပရင်းနေ့ပွဲမတိုင်ခင် Barcelona အသင်းဟာ Catalonia မှာ Wolfsburg ကို6ဂိုး2ဂိုးနဲ့အနိုင်ရကာနှစ်ကြောပေါင်း10ဂိုး2ဂိုးနဲ့ဂိုးပြတ်ချိန်မှုန်ခဲ့ပါတယ်။ Chelsea အမျိုးသမီးအသင်းဟာပထမအကြော့2ဂိုးပြတ်အရှုံးကနေပြန်လာပြီး မန်ချက်စတာစီးရီးကို3-6ဂိုးမရှိနဲ့အနိုင်ယူကာလက်ရှိချန်ပီယံဘာစီလိုနာနဲ့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်မှာတွေ့ဆုံမှာဖြစ်ပါတယ်။ကြာသာပတင်းနေ့ပွဲမတိုင်ခင်ဘာစီလိုနာအသင်းဟာကာတာလိုနီးယားမှာဝူပတ်အသင်းကို6-6တကူးနဲ့အနိုင်ရကာနှစ်ကြော်ပေါင်း10ဂိုး2ဂိုးနဲ့ဂိုးပြတ်ချိန်မုံခဲ့ပါတယ်။လွန်ခဲ့တဲ့12ရက်အတွင်း City နဲ့ Chelsea တို့ကြားတွေ့ဆုံမှု၄ချိန်မြောက်ရဲ့နောက်ဆုံးပွဲမှာအင်္ဂလန်ချန်ပီယံတွေဟာပြီးခဲ့တဲ့အပတ်ပထမအကြော့မှာ ရှုံးပွဲအတွက်လက်စားချေဖို့အချိန်မဆိုင်ပဲတုတ်ပြန်ခဲ့ပါတယ်။ Sandibel Dimo ကဂိုးအပေါ်တောက်စီကန်သွင်းယူတဲ့ဂိုးမတိုင်ခင် Natalie Bion ကတောက်ကန်ဘောကတဆင့်ခေါင်းတိုက်သွင်းယူခဲ့လို့ Chelsea တို့ကပထမပိုင်းမပြီးခင်နှစ်ကြော်ပေါင်း2ဂိုး2ဂိုးနဲ့ခြေပနိုင်ခဲ့ပါတယ်။ဒီနောက်မှာ Lauren James ပေါ်စားတဲ့ City ဖြတ်တန်ဘောကို Mira Ramizak ကတုံးချပြီးတော့အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ပထမကြောအပြီးမှာကျမတို့လုံနိုင်မယ်ဆိုတာကိုသိခဲ့တယ်။စကားနဲ့ပြောတာနဲ့လက်တွေ့ပြတာမတူပါဘူး။ကစားသမားတွေအတွက်ကျမအယံဂုံယူမိတယ်လို့ Chelsea နေပြဆိုနီယာဘွန်ပါစတာကပြောပါတယ်။ဘွန်ပါစတာကင်တွဲတဲ့ပထမဆုံးရာသီမှာ Chelsea ဟာစုဖလားလေးလုံးလမ်းကြောင်းပေါ်မှာဆက်ရှိနေပါတယ်။ Chelsea ဟာဒီလအစောပိုင်းက League ဖလား Final မှာ City ကို2ဂိုးတဂိုးနဲ့အနိုင်ရခဲ့တယ်လို့ FA ဖလားမှာသူတို့ကိုကြော်ဖြတ်ပြီးတော့ Semi Final တက်ခဲ့ပါတယ်။ ဒါအပြင်သူတို့ဟာအမျိုးသမီးစုပါလိရဲ့ထိတ်ဆုံးမှရှစ်မှတ်အသားနဲ့ဥဆောင်နေတာပါဒါပေမဲ့သူတို့ဟာလာမယ့်လမှာဘာစီလိုနာကိုဖြုတ်ချဖို့ကြိုးစားတာမှာအမျိုးသမီးဘောလုံးလောကရဲ့အခက်ခဲဆုံးစိန်ခေါ်မှုကိုရင်ဆိုင်ရမှာပါပြိုင်ပွဲရဲ့ဆက်ရှိနေတဲ့၍ဘောလုံးမှာအရာအလုံးဖြစ်နိုင်တယ်လို့ဘွန်ဘာစတာကထည့်ပြောခဲ့ပါတယ်။ကျမတို့မှာအဆုံးထိသွားနိုင်တဲ့အခြေသွေးတွေအလုံးရှိတယ်။ဘာစီလိုနာရဲ့ကစားမဲ့ပွဲတွေကတော့ခက်ခဲမှာပါလို့ဆိုပါတယ်။ ်ချယ်ဆီအသင်းချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆုတ်ခူးဖို့ကြိုးပမ်းမှုဟာပြီးခဲ့တဲ့၄ရာသီအတွင်း၃ကြိမ်မှာစပိန်ချန်ပီယံတွေကြောင့်မအောင်မြင်ပဲဖြစ်နေခဲ့ပါတယ်။အဲဒီ၃ကြိမ်စလုံးဘာစီလိုနာကပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ပြီးဆီမီဖိုင်နယ်ကို9ကြိမ်ဆက်တက်ရောက်ပြီးတော့3ကြိမ်တင်ထားတာပါ။အင်္ဂလန်ကလပ်အာဇနယ်အသင်းဟာလစ်ဘွန်းမှာမေလ24ရက်နေ့ကျင်းပမဲ့ဖိုင်နယ်တနေရအတွက်ဆီမီဖိုင်နယ်မှာချန်ပီယံ၈ကြိမ်ရလိုင်ယွန်အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါရဲ့ရှင်။ ဒီယိုနယ်မက်ဆီဟာ2026ကမ္ဘာဖလားပြိုင်ပွဲမှာမကစားဖို့ရွေးချယ်ခဲ့ရင်အောင်အာဂျင်တီးနားအသင်းအနေနဲ့သူမရှိဘဲအနိုင်ရနိုင်ကြောင်းတက်သေးပြနေပါဗျ။အာဂျင်တီးနားအသင်းဟာလာမယ့်နှစ်ပြိုင်ပွဲအတွက်တနေရာရရှိပြီးတဲ့နောက်အသက်38နှစ်အရွယ်ရှိတဲ့ကျဲပွင့်ကသူ့ရဲ့6ကြိမ်မြောက်ပြိုင်ပွဲမှာဆက်ကစားမလာနဲ့နှစ်နှစ်ဆက်တိုက်ချန်ပီယံဆုကိုရယူဖို့ကြိုးစားမှလားဆိုတာကအခုချိန်မှာအဓိကမေးခွန်းဖြစ်နေပါဗျ။ လီယိုနယ်မက်ဆီဟာ2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာမကစားဖို့ရွေးချယ်ခဲ့ရင်တောင်အာဂျင်တီးနားအသင်းအနေနဲ့သူမရှိဘဲအနိုင်ရနိုင်ကြောင်းသက်သေပြနေပါဗျ။အာဂျင်တီးနားအသင်းဟာလာမယ့်နှစ်ပြိုင်ပွဲအတွက်တနင်္လာရရှိပြီးတဲ့နောက်အသက်38နှစ်အရွယ်ကျယ်ပွင့်ကသူ့ရဲ့6ကြိမ်မြောက်ပြိုင်ပွဲမှာစက္ကစားမာလာနဲ့နှစ်နှစ်ဆက်ချန်ပီယံဆုကိုရယူဖို့ကြိုးစားမှလာဆိုတာက အခုအချိန်မှအဓိကမေးခွန်းဖြစ်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပါ။အချိန်တွေအများကြီးရှိပါသေးတယ်လို့အာဂျင်တီးနားနီးပြလီယိုနက်စကာလိုနီကပြောပါတယ်။ကျွန်တော်တို့တပွဲချင်းစီကိုတွားရမှာပါ။မဟုတ်ရင်ဒီနှစ်တစ်နှစ်လုံးဒီအကြောင်းကိုပဲကျွန်တော်တို့ပြောနေရပါလိမ့်မယ်။သူ့ကိုတယောက်တည်းအေးအေးဆေးဆေးပေးနေခိုင်းဖို့လိုတယ်ကျွန်တော်တို့စောင့်ကြည့်မယ်။သူဆန္ဒရှိတဲ့အချိန်မှာသူကိုယ်တိုင်ဆုံးဖြတ်ပါလိမ့်မယ်။သူ့ကိုဒီအကြောင်းတွေနဲ့စိတ်နှောက်ရှက်မပေးကြရအောင်ပါလို့ဆိုပါတယ်။ အာဂျင်တီးနားအသင်းဟာလာမယ့်ကမ္ဘာဖလားအတွက်အင်္ဂါနေ့မှာခြေစစ်ပွဲအောင်မြင်ပြီးနိုင်ပိုင်းကြာမှာဘရာဇီးအသင်းကိုကမ္ဘာဖလားခြေစစ်ပွဲမှာအဆိုးရွားဆုံးရှုံးနိမ့်စေခဲ့ပါတယ်။လေကိုတကူနဲ့ခြေမုံခဲ့တာပါ။ဒီမတိုင်ခင်ရက်ပိုင်းလိုကအာဂျင်တီးနားအသင်းဟာဥရုဂွေးကိုတကူကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်။နှစ်ပွဲစလုံးမှာတော့မက်ဆီမပါပဲအနိုင်ရခဲ့တာဖြစ်ပါတယ်။ဘလွန်ဒီယော၈ကြိမ်ရထားတဲ့ကစားသမားဟာ အပြော့စားအတွင်းပေါင်ကြွက်သားတန်ရာရှိခဲ့လို့အသင်းကလည်းနှုတ်ထွက်ခဲ့ပါဗါး2022ကာတာကမ္ဘာဖလားကိုစုခူးရမှာအာဂျင်တီးနားအသင်းကိုဥဆောင်ခဲ့တဲ့မက်ဆီဟာဒီယာဒီအင်တာမိုင်ယာမီအသင်းအတွက်ကစားပေးရမှာတန်ရာစိုးရိမ်မှုတွေကြောင့်အချိန်အများစုအနားယူခဲ့ရပါတယ်။အာဂျင်တီးနားအသင်းဘော်တွေကတော့မက်ဆီပြန်လာဖို့သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့တန်ရာဖြစ်မနေပါဘူး။ မက်ဆီသာပါရင်ကျွန်တော်တို့နှစ်ကို၃ကိုလောက်တော့ပိုသွင်းနိုင်ခဲ့မှာပါလို့ဘရာဇီးကိုတကိုသွင်းယူခဲ့တဲ့တိုက်စစ်မှူးဂျူလီယန်အေဗာရက်ကပြောကြားခဲ့ပါတယ်လက်မှတ်တချို့ကိုပုံမှန်ဈေးနှုန်းထက်ဒေါ်လာထောင်ပေါင်းများစွာအစမတန်ဈေးနှုန်းနဲ့တဆင့်ပြန်လဲရောင်းချနေတဲ့ website နဲ့ပူတွဲပိုင်ရှင် top bowler ရဲ့ဆက်နွယ်မှုတွေကိုစုံစမ်းပေးဖို့ Chelsea ပြည်သက်တွေက Premier League ကိုတောင်းဆိုလိုက်ပါတယ်။ လိတ်အဖွဲ့ချုပ်ကအသိမှတ်မပြုတဲ့လက်မှတ် website အဖြစ်ဖော်ပြထားတဲ့ American Company Vivid Seat ရဲ့ Director ဘုတ်အဖွဲ့မှာဘိုးလေးပါဝင်ပတ်သက်မှုရှိပြီးတော့ပြည်သက်တွေနဲ့ဒီ site ကိုအသုံးပြုရင်တော့အလွန်မင်းသတိထားတင်တယ်လို့ပြောပါရယ်လက်မှတ်တချို့ကိုပုံမှန်ဈေးနှုန်းထက်ဒေါ်လာထောင်ပေါင်းများစွာအဆမတန်ဈေးနှုန်းနဲ့တဆန့်ပြန်လဲရောင်းချနေတဲ့ website နဲ့ပူးတွဲပိုင်ရှင် top ဘိုးလေးရဲ့ဆက်နွယ်မှုတွေကိုစုံစမ်းစစ်ဆေးပေးဖို့အတွက် Chelsea ပြည်သက်တွေက Premier League ကိုတောင်းဆိုလိုက်ကြပါရယ် လိတ်အဖွဲ့ချုပ်ကအတိအမှတ်မပြုတဲ့လက်မှတ် website အဖြစ်ဖော်ပြထားတဲ့ American Company Vivid City ရဲ့ Director Bob အဖွဲ့မှာဘိုးလေးပါဝင်ပတ်သက်နေပြီးတော့ပြည်သက်တွေအနေနဲ့ဒီ site ကိုအသုံးပြုရင်တော့အလွန်အမင်းသတိထားတဲ့လို့ပြောပါရယ် Chelsea ပြည်သက်တွေအကျိုးစီးပွားကာကွယ်ရေးအဖွဲ့ Chelsea Supporters Trust ကလိတ်အမှုဆောင်အရာရှိချုပ် Richard Masters ကိုအိတ်ပွင့်စာတစ်စောင်ပေးပို့ပြီးတော့ဆောင်ရွက်ပေးပို့နဲ့စုံစမ်းစစ်ဆေးပေးပို့အချိန်ကျပြီလို့ပြောထားပါရယ် Vivid City က Premier League လက်မှတ်တွေကို ပုံမှန်ဈေးနှုန်းထက်အဆများစွာမြင့်တဲ့ဈေးနှုန်းတွေနဲ့ဆက်လက်ရောင်းချနေတာပြီးတော့ Vivid Seat နဲ့ Mr. Bole ရဲ့ဆက်နွယ်မှုကယုံကြည်မှုကိုချိုးဖောက်ခြင်းနဲ့အကျိုးစီးပွားခြင်းပြိပခဖြစ်စေတဲ့အချက်တွေနဲ့ညှိစွန်းစေတာကိုကျွန်တော်တို့အဖွဲ့ဝင်တွေကဆက်ပြီးညွှန်ပြနေတာပါလို့ Trust အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာပြောထားပါတယ်။လက်မှတ်မှောင်ကို ရောင်းဝယ်တာဈေးကစားတာကိုတိုက်ဖြတ်တာမှာ Chelsea FC Premier League နဲ့ Metropolitan ရဲ့တပ်ဖွဲ့တို့ရဲ့ကြိုးပမ်းမှုတွေကိုထိခိုက်စေအောင်သာမကပဲ Vivid Seat ဟာ Chelsea FC ရဲ့လက်မှတ်မူဝါဒကိုချိုးပေါက်တယ်လို့အတိအမှန်မပြတဲ့လက်မှတ် website အဖြစ် Premier League ကလည်းအတိအလင်းနာမည်တက်ထားတယ်လို့ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ Bolin နဲ့ Clear League Capital တို့ဟာ2022မှာ Chelsea ကိုဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်။ American ယင်းနှင်းမြို့နယ်တို့ဟာ Los Angeles Dodgers baseball အသင်းပူတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။ Vivid Seat ဟာအားကစားနဲ့ပျော်ပြေးရေးပွဲအတွက်လက်မှတ်တွေကိုရောင်းချပေးပါတယ်။ ၎င်းဟာပရီးမီးယားလိဂ်ယူရိုပါကွန်ဖရင့်လိဂ်နဲ့အမေရိကန်မှာကျင်းပမဲ့ကလပ်ကမ္ဘာဖလားတွေအတွက်ချယ်ဆီပွဲစဉ်တွေအတွက်လက်မှတ်ရောင်းတင်ထားပါတယ်။တန်းစရမဲ့အနေရရှိတဲ့ Ipswich နဲ့လာမဲ့အိမ်ကွင်းပွဲအတွက်လက်မှတ်တစောင်းကိုပေါင်990ဒေါ်လာ1295နဲ့အယောင်းတင်ထားပြီးတော့လိဂ်ဥဆောင်သူလီဗာပူးနဲ့မေလ3ရက်နေ့မှာကစားမဲ့ပွဲအတွက်လက်မှတ်တချို့ကိုပေါင်3000ဒေါ်လာ3800ကျော်ဈေးခေါ်ထားတာပါ။ချယ်ဆီအသင်းကိုယ်ပိုင် website မှာအမြင့်ဆုံးဝယ်လို့အား အေအမျိုးသားပွဲစဉ်အတွက်တာမန်အရွယ်ရောက်သူလက်မှတ်ဈေးနှုန်းအမြင့်ဆုံးကပေါင်80ဒေါ်လာ103ပဲဖြစ်ပါတယ်။တရားဝင်ခွင့်ပြုချက်မရှိဘဲရောင်းချသူတွေစီကနေလက်မှတ်တွေမဝယ်ယူကြဖို့ပြည်သက်တွေကို link အဖွဲ့ချုပ်ကတတိပေးထားပါတယ်။အသိမှတ်မပြုတဲ့ website online ဈေးကွက်ဒါမှမဟုတ်ကွင်းပြင်ပကလက်မှတ်မှောင်ကိုရောင်းချတဲ့သူတွေလိုတရားဝင်ခွင့်ပြုချက်မရှိတဲ့ရင်းမြစ်တစ်ခုကနေလက်မှတ်တွေကိုဝယ်ယူလာရင်ပွဲဝင်ခွင့်မရတာ ပေးချေထားတဲ့ငွေတွေဆုံးရှုံးတာတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ League လမ်းညွှန်ချက်တွေမှာပြောထားပါတယ်။ Chelsea ကိုယ်တိုင်ကတရားဝင်ခွင့်ပြုချက်မရှိတဲ့ရောင်းချမှုတွေကိုတွန်းများလာတဲ့ပြဿနာအဖြစ်ဖော်ပြပြီးတော့လက်မှတ်နဲ့ပတ်သက်လို့စိုးရိမ်ပူပန်မှုတွေကိုတိုင်ကြားဖို့ပြည်သက်တွေကိုတောင်းဆိုထားပါတယ်။ Club ရဲ့ခွင့်ပြုချက်မရှိဘဲ Chelsea ဘောလုံး Club ပွဲစဉ်တွေအတွက်လက်မှတ်တွေရောင်းချတာဒါမှမဟုတ်ရောင်းချပေးဖို့ကန့်လန့်တာကတရားမဝင်ဖြစ်တယ်လို့ website အသင်းမှာဖော်ပြထားပါတယ်။ AP သတင်းဌာနက Chelsea, Bole, Kuzle တွေနဲ့ League တို့ကိုမှတ်ချက်ပေးဖို့အတွက်ဆက်သွယ်ခဲ့ပါတယ်ရှင်။2020တမှာတာလီဘန်တို့အာဏာသိမ်းပြီးတဲ့နောက်ကမ္ဘာဖလားခြေစစ်ပြိုင်ပွဲတွေကနေဖဲထုတ်ခံခဲ့ရတဲ့အာဖဂန်မျိုးသမီးလက်ရွေးစင်အသင်း AWNT ကစားသမားတွေကရှင်ပြိုင်ကွင်းအတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာကမ္ဘာတဝန်းကအားကစားသမားတွေအနေနဲ့မိမိတို့နဲ့အတူရပ်တည်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ တာလီဘန်ကအာဖဂန်အစိုးရကိုထိန်းချုပ်လိုက်တဲ့အချိန်မှာအာဖဂန်အမျိုးသမီးအသင်းကကစားသမားအများပြားဟာနှံပန်းနှိပ်စက်ခံရမှာကိုကြောက်ရွံ့လို့နိုင်ငံကနေထွက်ပြေးခဲ့ကြပါရဲ့ရှင်2021မှာတာလီဘန်တို့အာဏာသိမ်းပြီးတဲ့နောက်ကမ္ဘာ့ဗလာချစ်စစ်ပွဲပြိုင်ပွဲတွေကနေဖဲထုတ်ခံရတဲ့အာဖဂန်အမျိုးသမီးလက်ရွေးစင်အသင်း AWND ကစားသမားတွေကရှင်ပြိုင်ခွင့်အတွက်တိုက်ပွဲဝင်နေချိန်မှာကမ္ဘာတဝန်းကကစားသမားတွေအနေနဲ့မိမိတို့နဲ့အတူရပ်တည်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ တာလီဘန်ကအာဖဂန်အစိုးရကိုထိန်းချုပ်လိုက်ချိန်မှာအာဖဂန်အမျိုးသမီးအသင်းကကစားသမားအများပြားဟာနှင်းပတ်နှိပ်စက်ခံရမှာကြောက်ရွံ့လို့နိုင်ငံကနေထွက်ပြေးခဲ့ကြပါတယ်။တာလီဘန်ထိန်းချုပ်ထားတဲ့အာဖဂန်ဘောလုံးအဖွဲ့ချုပ်ကအမျိုးသမီးအားကစားကိုပိတ်ပင်ထားတာကြောင့် FIFA စည်းမျဉ်းတွေအရနိုင်ငံအဖွဲ့ချုပ်ရဲ့အတိအမှတ်ပြုမှုလိုအပ်တဲ့အမျိုးသမီးအသင်းဟာနိုင်ငံတကာမှာရှင်ပြိုင်နိုင်ခြင်းမရှိသေးပါဘူး။တာလီဘန်က သူတို့ရဲ့အစ္စလမ်ဥပဒေနဲ့ဒေသနာတရီထုံးတမ်းနေတဲ့အညီအမျိုးသမီးအခွင့်အရေးတွေကိုလေးစားကြောင်းနဲ့ပြည်တွင်းရေးရာတွေကိုပြည်တွင်းမှာပဲဖြည့်ရှင်းတင်ကြောင်းပြောပါရယ်။အာဂဇာနဲ့အခွင့်အရေးမဟာမိတ်အဖွဲ့ကအင်ကာနီမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ AWND အသင်းကောင်းဆောင်မာဆယ်ဆရကအာဂဇာနယ်ပယ်မှာကြားမတန်းတူညီမျှရေးအတွက်တိုက်ပွဲမှာကမ္ဘာလုံးဆိုင်ရာညီညွတ်ရေးရဲ့အရေးပါမှုကိုမိမောင်းထိုးပြခဲ့ပါရယ်။ ကဘာတဝမ်းကအားကစားသမားတွေစီကကျမတောင်းဆိုချင်တာကတော့တကူပဲရှိတယ်အဲ့ဒါကကျမတို့အတူတကွစီးလုံးမှုအချိန်တန်ပါပြီဆိုတာပဲအမျိုးသမီးတွေကတခြားအမျိုးသမီးတွေကိုထောက်ခံရမယ့်အချိန်မှလို့သူမကပြောပါတယ်အားကစားသမားတွေဟာလူမှုကွန်ရက်မှာဗီဒီယိုအတိုလေးတင်ပေးရုံနဲ့အာဖဂန်နစ္စတန်မှာဖြစ်ပျက်နေတဲ့ကြားမအခြေပြုအကြမ်းဖက်မှုတွေကိုစန့်ကျင်တဲ့ညီညွတ်မှုရဲ့လက္ခဏာတစ်ခုဖြစ်လိမ့်မယ်လို့ဆက်ရကထည့်ပြောခဲ့ပါတယ် AWND တီထောင်သူနဲ့အသင်းကောင်းဆောင်ဟောင်း ခါလီဒါပူပါကသူတို့ဟာကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကိုစန့်ကျင်တိုက်ခိုက်နေတာမဟုတ်ဘဲပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းနေတာလို့ပြောပါတယ်။2020ခုနှစ်ကအာဖဂန်နစ္စတန်မှာစာချုပ်ချုပ်ထားတဲ့အမျိုးသမီးဘောလုံးသမား25ယောက်ရှိခဲ့ပြီးသူတို့အများစုဟာအခုမှတော့ဩစတြေးလျနိုင်ငံမှာရောက်ရှိနေကြပါတယ်။ မြစ်မရဲ့ weekly sports season ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။ကြီးရှိုးအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။